အားလုံးမင်္ဂလာပါ Radio Evangelist ကပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာရွှေပြောင်းလုပ်သားတွေအကြောင်းကိုရည်ညွှန်းပေါ်ပြထားတဲ့စာအုပ်လေးတုံးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့အဲစာအုပ်ထဲမှာပထမဆုံးစာအုပ်လေးဖြစ်တဲ့ဒီ Good Vibe Bloody Mary ပေါ့ဆရာပပီယွန်ရဲ့လက်ရအမြောက်ဆုံးစာအုပ်တုံးလူငယ်တွေကြားမှာလည်းရေပန်းစားခဲ့တဲ့စာအုပ်လေးတုံးပေါ့ဒီစာအုပ်ထဲမှာပါတဲ့ဒီနမည်မပါတဲ့ဇက်ကောင်နဲ့ဒီတငယ်ချင်းတစုဒီအလိန်ညာအီချန်တွေနောက်ဆုံးသူနဲ့ ဒီမြေတားမြခဲ့တဲ့ကောင်မလေးတယောက်အကြောင်းပိုင်းအထိကအခြေတည်ပြီးတော့ရေးထားတယ်။ဘယ်နိုင်ငံလဲဆိုတော့စင်ကာပူနိုင်ငံကိုကျော်ယူတည်ပြီးတော့သူကြုံတွေ့ခဲ့ရတဲ့ဇိုင်းဆရာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအကြောင်းအရာတွေကိုအခြေတည်ပြီးတော့အဲရေးထားတဲ့စာအုပ်တော့ပေါ့။ဒီထဲမှာစင်ကူရောက်မြန်မာရွှေပြောင်းလုပ်သားတယောက်ရဲ့ကြုံခဲ့ရတဲ့အခက်အခဲတွေနောက်ပြီးတော့ဒီရွှေပြောင်းလုပ်သားတွေတည်တင်တည်ထိုက်တဲ့အရာတွေကိုဒီဇလန်းထဲမှာကျွန်တော်တို့လေ့လာလို့ရမှာ ောက်တစ်ခုကဒီထဲမှာဒီအလိညာအေဂျင့်နေနဲ့အတူမြန်မာလုပ်သားတွေပေါ်မှာနှိမ့်ဆက်ကြတဲ့ဒီလှုပ်ရှင်တွေပေါ့နော်အလှုပ်ရှင်တွေအကြောင်းကိုကျွန်တော်တို့တွေ့ရမယ်ဒီအလှုပ်ရှင်တွေကဒီ permit တွေ work permit တွေတင်တင်ပြီးတော့ဒီ passport တွေကိုတင်လိုက်တဲ့အခါမှာအခြေပြတ်သွားတဲ့ရွှေပြောင်းလုပ်သားတွေကအဲဘယ်လိုဘဝတွေနဲ့ရင်ဆိုင်ခဲ့ရလဲဘယ်လိုတရားမဝင်နေထိုင်ခဲ့ရလဲဘယ်လိုအသက်ရှင်ဖို့အတွက်ဒီဘုရားဘုရားအတွက်ဘယ်လိုရုံးကန်ခဲ့ရလဲဆိုတာဒီစာအုပ်ထဲမှာကျွန်တော်အပြည့်အဝစင်ကူရောက်ဒီမှာရွှေပြောင်းလေးအကြောင်းကို သိရနိုင်တယ်ဇက်ကောင်က20ကျော်ပေါ့နော်ငယ်ရင်နှိပြပြီးတော့ဒီခက်ဆက်ဆက်ပေါ့နော်ကောင်လေးတယောက်ဖြစ်တဲ့တရားမဝင် ချစ်ခွင့်မရှိတဲ့ဒီစင်ကူနိုင်ငံသူပေါ့တရုတ်မလေးမေရီလင်းနဲ့သူဟာမြေတားတဝင်ခဲ့တယ်တရုတ်မလေးကသူ့အပေါ်နှစ်နှစ်ကကချစ်တယ်သူကလည်းနှစ်နှစ်ကကချစ်တယ်ပေါ့ဒါပေမဲ့ဥပဒေတစ်ခုကပါလဲဆိုတော့စင်ကူမှာဝေါ်ပါမင်းနဲ့လောက်တဲ့ရွှေပြောင်းလုပ်သားတွေကစင်ကူနိုင်ငံသူနဲ့လက်ထပ်လို့မရဘူးဒါကို ဒါဒါမြင်ထားရတယ်ပေါ့နော်ဒါတော့ဒါမြင်ထားရတယ်အဲ့ဒီအကြောင်းတို့တို့နှစ်ယောက်ကမဝေးခြင်းပဲနဲ့ဝေးရတယ်အကြောင်းအရာတွေကတစ်ချက်ပါတယ်နောက်တစ်ချက်ကတော့ तू ကဒီမတရားပေါ့နော် तू အမြဲတမ်းအနိုင်ကျင့်ပြီးတော့ तू အပေါ်မှာအမြဲတမ်းအညှိုးထားတယ်ဒီအလौရှင်ရဲ့မကောင်းကြံမှုကြောင့် तू ကထောက်ကြခဲ့တယ်ထောင်ထဲရောက်တဲ့အခါမှာလဲလောက်သားတွေကြားထဲမှာဒီမြေမှာရွှေပြောင်းလောက်သားတွေအပြင်ပေါ့နော်ထောင်ထဲမှာဒီကမ္ဘာတဝန်းကဒီလူသောလူမိုက်တွေဒီဖောက်လွင်းဝိစာတွေ အကုန်လုံးကိုစင်ကုန်ထောင်မှာသူတွေ့ခဲ့ရတယ်။နောက်ဆုံးသူ့ကိုဒီပြည်တစားတစုနဲ့ဒီမိမာဘီကိုပြန်ပို့ခဲ့တယ်ပေါ့။အဲဒီချိန်မှာသူရဲမိတယောက်ကမေးတယ်။နင်ကဘာမှုနဲ့ကြားလာလဲဆိုတော့သူကပြန်ပြောခဲ့တယ်ပေါ့။အဲ့ဒါကတော့ Trump ဖြစ်သွားတယ်။စင်ရဲမွေးတင်မှုပေါ့။စင်ရဲမွေးတင်မှုကြောင့်ကဒီလိုနိုင်ချင်းခံခဲ့ရတာ။စင်ရဲမွေးတင်မှုဆိုတာတကယ်တော့ကင်စာပဲပေါ့။နော်။အဲ့ရာလေးပေါ့။ဒီအခက်အခဲတွေကြားထဲမှာမြန်မာရွှေပြောင်းလူသားတွေအခက်အခဲတွေကြားထဲမှာပဲလူသားတယောက်ဖြစ်တဲ့အတွက်အခြေစလန်းတွေရှိနေမယ်။အဲ့ဒီအခြေစလန်းတွေကလည်း ချွေးပြောင်းလုပ်သားတွေကြားထဲမှာဘယ်တော့မှဒီ happy ending မဖြစ်ခဲ့ဘူးပေါ့အဲဒီအချိန်မှာသူကမိမပြည်ပြန်ရောက်တဲ့အခါမှာသူစိတ်ထဲကနေပြီးတော့လမ်းပြောခဲ့တယ်ပေါ့မိန်းကလေးရင်ငါပြန်မလာနိုင်တော့ဘူးကွာပေါ့ကဲကောင်းတယ်ပေါ့နော်ဒီအရေးသားပေါ့ဒီတဲမှာအရေးသားတွေဒီခံစားမှုတွေလုံးဝလောက်ကြွားနေတယ်ပြီးတော့လူငယ်တွေအကြိုက်စားတော့လည်းဖြစ်တယ်ပေါ့နော်နောက်ကြတော့လေဒီစင်ကိုနိုင်ငံရဲ့ရွှေပြောင်းလုပ်သားတွေရဲ့အခက်အခဲတွေကြုံရနိုင်တဲ့အကြောင်းအရာတွေကိုဘူးဘူးသားနေတယ်လေလေ့လာလို့ရတယ် ဇောက်တုတ်ပါတကယ်ကောင်းတဲ့ဇောက်တုတ်ဖြစ်တဲ့အတွက်အပကသေးတဲ့သူတွေဆိုရင်ဖတ်ကြည့်စေချင်ပါတယ်ကတော့ဆရာလူခါပေါ့နော်မြို့သားစာပေစုရထားတဲ့အမြမပြီးအပြင်ဘက်ပေါ့နော်ဒီတူတာယတအကုံအစုံပါပြီးတော့ဒီဆရာလူခါရဲ့လက်စွမ်းပြထားတဲ့အရေးသားတွေကိုခံစားရမယ်ပေါ့နော်ဒီတန်းမှာနောက်ကျောင်းမှလည်းပါတယ်ပေါ့နော်စာလေးတစ်ခုချီကိုခုံကူးတော့မယ်ဆိုရင်ကိုကူးမဲ့နေရာကိုအရင်ကြည့်ရတယ်အဲ့ဒါလို့မကြည့်ပဲကူးလိုက်လို့ ိုကြားတဲ့နေရာကဒုက္ခတွင်းကြီးဖြစ်နေရင်လေဒီထဲမှာပါတဲ့ဇက်ကောင်နာမည်ကအစိုးပေါ့သူကမလေးရှားဒီစောက်ကမလေးရှားရောက်ရွှေပြောင်းလုပ်သားတဲ့အကြောင်းအခြေတည်ပြီးတော့ရေးထားတယ်ဒီအစိုးဆိုတဲ့မိဘမဲ့ကောင်လေးတယောက်ပေါ့ကောင်လေးတယောက်ကမလေးရှားနိုင်ငံကိုဒီအေဂျင့်ကနေတဆင့်သူရောက်သွားတယ်ပေါ့ဟိုလဲရောက်လဲရောက်သွားပေါ့သူ့မှာရည်ရွယ်ချက်နှစ်ခုပဲရှိတယ်တစ်ခုကသူ့ရဲ့အကျွေးဒီကြေအောင်ဆက်ဖို့နဲ့နောက်တစ်ခုကတော့အဲသူ့ဘဝတိုးတက်အောင်မြင်အောင်လုပ်ဖို့ဆိုပြီးတော့အဲရည်ရွယ်ချက်နဲ့ဟိုရောက်သွားတယ် ဟိုရောက်လာတဲ့အခါမှာအလိညာလေးချက်အနေနဲ့တွေ့ရတယ်နောက်တစ်ခုကတန်ကိုဖြတ်တာတန်ကြီးဆိုတဲ့အတိုင်းပဲရွှေပြောင်းလုံသားတွေမှာကြုံရတဲ့အရာကလည်းအို့လိုမျိုးအချင်းချင်းပြန်လည်နာခံရတာပဲ ID ထဲထဲမှာလည်းအဲ့လိုပဲဒီအလိညာဒီကြိုပြီးတော့ရောက်နေတဲ့ senior မြန်မာတွေရဲ့ဒီအကြောင်းအရာတွေနော်ဆောင်းရင်ရှောင်းရင်အကြောင်းအရာတွေကိုပါတယ်ဗောနော်အစိုးရကဘာဖြစ်လဲဆိုတော့ဟိုရောက်လာတဲ့အခါမှာသူ့ဘဝမှာမလုပ်ဘူးတဲ့အလုပ်တွေကိုသူလုပ်ခဲ့ရတယ် လိုလိုမျိုးလဲဆိုတော့ငွေလိုအပ်လာတဲ့အတွက်သူကဒီတရားမဝင်တဲ့အလုပ်တွေပေါ့နော်ကာခိုးတဲ့အလုပ်တွေနောက်ပြီးတော့တရားမဝင်လောင်းကစားဆိုင်တွေမှာသူလုပ်ခဲ့ရတယ်နောက်ဆုံးသူကအပြေရှားလို့မရဘဲနဲ့ရက်တီကိုခတ်ခဲလာတဲ့အခါမှာမြန်မာအချင်းချင်းပြန်လည်ရတယ်ပေါ့နော်ဒီတထောင်းစားအယောင်ဆောင်ပုံစံမျိုးတွေတော့သူလုပ်ခဲ့ရတယ်ပေါ့နောက်ဆုံးဒီတန်းမှာပါတဲ့ဇက်ကောင်ကသူကခက်ခဲနေအများကြီးကြုံခဲ့ပြီးနောက် မင်းမအချင်းချင်းလိန်ချင်းပတ်ချင်းကိုလည်းသူနားလေတဲ့နောက်ဆုံးသူဘာဖြစ်သွားလဲဆိုတော့ string ban လို့ခေါ်တဲ့မလေးရှားနိုင်ငံရဲ့ထောင်လေးတော်မှာသူရောက်သွားတယ်အဲဒီမှာထောင်တွင်းအတွေ့အကြုံပေါ့နော် ထောင်တွင်းအတွေ့အကြုံတွေကိုလည်းရေးထားတယ်အဲထောင်ထောင်သားအစ်စ်လာပြီဆိုရင်ဘယ်လိုဆက်ဆံကြရလဲအဲဒီမှာစားတောက်တွေဘယ်လိုဘယ်လိုပုံစံမျိုးတွေနဲ့ဒီစားတောက်လို့ရအောင်ဖန်တီးကြရလဲနောက်ပြီးတော့အဲဒီထဲမှာဟိုဘယ်လိုရှင်သန်ပြီးတော့ဘလိုနေရထိုင်နေစားရပေါ့နော်ညပတ်မှုတွေအများကြီးကိုကျွန်တော်တို့ဒီထဲမှာတွေ့ရတယ် နောက်တစ်ချက်ကမလေးရှားမှာရောက်ပြီဆိုရင်မဖြစ်မနေကြုံရတာကဘာလဲဆိုတော့မလေးရှားလူမိုက်တွေဖြစ်တဲ့အလီမကြီးသေးတွေပေါ့မကြီးသေးတွေအကြောင်းတွေတွေ့ရမယ်နောက်ပြီးတော့ operation မိပြီးတော့အဲထွက်ပြေးရတဲ့မြန်မာလုပ်သားတွေအကြောင်းကိုလည်းအဲကျွန်တော်တို့ဒီတန်းမှာလေ့လာခွင့်ရမယ်ဒီအစိုးဆိုတဲ့ကောင်လေးကသူကခါးသီးတဲ့အရာတွေကိုဖြတ်တန်းပြီးတဲ့နောက်မှာသူရဲ့အတွေ့အကြုံတွေနဲ့အတူဘာဖြစ်သွားမလဲတကယ်ဖတ်လို့ကောင်းလဲစာအုပ်တော့ဖြစ်သလိုမြန်မာပြည်အပြင်ဘက်ဆိုတာလည်းဆရာလူခါရဲ့ ဘယ်အချိန်ပြန်ဖက်ဖက်ပေါ့နော်ပြန်ဖက်လို့ကောင်းတဲ့အစားအသောက်ပဲဖြစ်ပါတယ်မလေးရှားရောက်ရွှေပြောင်းလုံထားတဲ့အကြောင်းကိုပြည်ကျင်နေဆိုရင်တော့ဒီမြန်မာပြည်အပြင်ဘက်ဆိုရဲအစားအလေးကိုဖက်ကြည့်ပါလို့ပဲကျွန်တော်ပြောပြရတော့ဒီဆရာလူခါရဲ့အစားအလေးပဲဖြစ်ပါတယ်ဆာကူရာထက်လာပါစေပေါ့ဆာကူရာထက်လာပါစေဆိုတော့သိကြတယ်ဆာကူရာဆိုတော့ဂျပန်အကြောင်းပေါ့ဟုတ်ပါတယ်ဂျပန်ရွှေပြောင်းလုံထားတဲ့မြန်မာရွှေပြောင်းလုံထားတဲ့အကြောင်းကိုပဲအတိအကျပုံဖော်ထားတဲ့အစားအလေးတော့ဖြစ်တယ်ဒီမြန်မာပြည်မှာဖြစ်ရှိတဲ့ဒီမြက်လေးပန်းတွေက ပန်သူရှိတဲ့ခေါင်းပေါ်မှာပေါ့နော်။မြေလည်းလှပပြီးတော့တင့်တယ်ဆိုတာသူကနေတယ်။ဒီပန်းစင်သူမရှိတော့ဘူးဆိုရင်သူကဒီတပ်ပင်ပေါ်မှာပဲပေါ့နော်။သူ့ရဲ့ဒီအပင်ပေါ်မှာပဲအချောက်ခံပြီးတော့ပြေးလွင်သွားကြတယ်ပေါ့။ဘယ်တော့မှအောက်ကိုအပြုတ်ကြမခံဘူးပေါ့။အဲအဲ့လိုမြေလေးပန်းကားတဲ့အစကူရာဘန်းထက်လှတယ်ပေါ့နော်။အဲ့လိုလှတဲ့မိန်းကလေးတယောက်ရှိတယ်ပေါ့။အဲ့ဒါဘယ်သူလဲဆိုတော့နန်းခေပေါ့။ရမ်းမပါတဲ့အမျိုးသမီးဇက်ကောင်ပေါ့နော်။နန်းခေအကြောင်းကိုအခြေတည်ပြီးတော့အဲပုံဖော်ထားတဲ့ စာအုပ်တော့လို့ပြောလို့ရတယ်။ကျွန်တော်ဂျပန်ပြည်ကိုသွားမယ်ဆိုရင်ဘာကြောင့်သွားလဲ။ပုံမှန်အားဖြင့်ကတော့အလယ်ဘက်သွားကြတယ်။ပညာရှာဖို့သွားကြတယ်။နောက်ခုကကျတော့စီးပွားရှာဖို့သွားကြတယ်။ဒီစာအုပ်ကတော့စီးပွားသွားရှာကြတဲ့မြို့မှာရွှေပြောင်းလုပ်သားတဲ့အကြောင်းကိုအဓိကရည်ညွှန်းထားတယ်ပေါ့နော်။ဟိုရောက်သွားပြီဆိုရင်အားလုံးကအဆင်ပြေကြတယ်လို့ထင်ပေမဲ့လည်းတကယ်တကယ်ကြရင်ဟိုရောက်သွားတဲ့အခါမှာခုနကပြောသလိုကျိုးရောက်နေတဲ့မြန်မာတွေရဲ့အလိညာတွေကိုခံရတတ်တယ်။ဥပမာဆိုရင ီဂျပန်ပြည်မှာဆိုရင် UN Cup ပေါ့နော်ခိုင်ထားတဲ့ဒီရွှေပြောင်းလုံသားတွေဘဝကနေပြီးတော့တဆင့်ပြောင်းသွားပြီးတော့အဲ့မှာအခြေချနေထိုင်လို့ရတယ်ရွှေကက်ကင်ထားတဲ့လူတွေကဘာလုပ်လဲဆိုတော့ဒီအိမ်တွေဝယ်တယ်အိမ်တွေငှားတယ်ငှားပြီးတော့အသေးရောက်လာတဲ့မြန်မာရွှေပြောင်းလုံသားတွေပုံမလဲပေါ့နော်ဒီတောသူတောင်သားမြန်မာရွှေပြောင်းလုံသားတွေကိုသူတို့ကအိမ်တွေငှားထားတယ်အလုပ်တွေရှာပေးတယ်ပြီးတော့အဲ့ပေါ်ကနေပြီးတော့ဒီအမျက်ကြီးစားတယ်ပေါ့နော်ပါစင်နဲ့ជីကြီးနဲ့ယူတယ်အိမ်လာက များစွာတောင်းတယ်ပုံမှန်ထက်များစွာတောင်းတယ်ရေဖို့မီးဖို့ပါဖို့ညာကြီးပေါ့နော်အခွန်ကနောက်ပြီးကြတော့ဒီတန်ယုံကဆိုအမျိုးစုံတောင်းပြီးတော့ဒီမြန်မာချင်းချင်းခေါင်းပုံဖြတ်ကြတယ်ပေါ့ဒီတိုင်းမှာလည်းအဲ့လိုပဲအဲ့လိုဂျိုရောက်နေတဲ့ဖီပြောင်းလို့သားအစင်ကနေပြီးတော့ယူဝန်ကကင်ထားတဲ့သူတွေကိုမြန်မာတွေတချို့မိခိုရတာရှိတယ်ပေါ့နောက်ဆုံးပုံမှန်အဖြစ်ဒီကနေပြီးတော့အလုံးနဲ့လုံးပီစာနဲ့ဟိုရောက်သွားတယ်ဟိုရောက်သွားတဲ့ကောင်မှအလုံးမလုံးနိုင်တော့ဘူး ပင်မန်းတယ်ပင်မန်းတဲ့အခါကျတော့ဒီချက်မှာပါတဲ့လန်ကေးဆိုတဲ့ကောင်မလေးကဘာလုပ်လဲဆိုတော့ဒီ line ပေါ်မှာပေါ့ online ပေါ်မှာအဲဂျပန်ရောက်မြန်မာများစုဝေးရဆိုရဲ့အကူကနေပြီးတော့အဲအကူကြီးလန်တောင်းတယ်အဲရလဲအကူကြီးမယ်ပေါ့ပါဆိုပြီးတော့လန်ပြောတယ်ဘယ်ဘယ်ကိုလာခဲ့ပေါ့ဂူမားပြည်နယ်ကိုလာခဲ့ပါပေါ့လို့ဆိုတော့သွားတယ်ဟိုလဲရောက်လဲရောက်ပေါ့အထင်နဲ့အမြင်နဲ့ကတတ်တတ်ဆင်အောင်လွှဲနေတယ်ခုမြန်မာအချင်းချင်းကိုဘာလုပ်လဲဆိုတော့အလုပ်တော့ရှာပေးတယ်ဟုတ်ပြီနေစရာပေးတယ်ဒါပေမဲ့ရှာတဲ့ ရတဲ့အလုပ်ပေါ်မှာသူက percentage တလောက်ဘလောက်ဘလောက်ပြန်ယူတယ်ပြီးတော့အင်္ဂါကကိုလည်းပုံမှန်ထက်များစွာယူတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးကြီးကျောင်းရတယ်အဲ့မှာနေတဲ့လူတွေကဘယ်လိုဖြစ်လာလဲဆိုတော့ main ကလေးတွေဆိုရင်ဒီလိမ်ပိုင်းဆိုင်ရာစော်ကားမှုခံရတဲ့အပိုင်းတွေကိုကျွန်တော်တို့အဲဒီစာအုပ်ထဲမှာမြင်ရတယ်ဒီစာကူရာထက်လာပါစေဆိုတဲ့စာအုပ်လေးကဒီဂျပန်ပြည်မှာအခြေတည်ပြီးတော့မြန်မာရွှေပြောင်းလုပ်သားတွေရဲ့ရုပ်ဝန်းကိုပေါ့အဓိကပုံပေါ်ထားတယ်ဒါပေမဲ့ တခုတတိပြူရမှာတော့လူတိုင်းတော့မဟုတ်ဘူးအဲတေချာအေဂျင့်ကောင်းကောင်းနဲ့ချိန်ပြီးတော့ပါတဲ့လူတွေကတော့အဆင်ပြေလိုက်မယ်ဒီလိုမှမဟုတ်ဘဲနဲ့ဟိုပြီးတော့အလဲညာအေဂျင့်နေနဲ့ရောက်သွားပြီးတော့အလုပ်တရားပြင်ပန်းတဲ့အခါမှာမလုပ်ချင်တဲ့အခါမှာအဲလိုတွက်ပြေးတယ်ပေါ့နော်တွက်ပြေးတဲ့သူတွေကြုံရတဲ့အခက်အခဲတွေနဲ့ဒီပုံပေါ်ထားတဲ့စောက်တော့လို့ပြောရတယ်အဲလိုအခက်အခဲတွေနဲ့ကြုံရပြီဆိုရင်ဒီအဲထဲမှာရောက်နေတဲ့ဒီကြီးအားကြီးအားလို့ပေါ့နော်ကြီးအားလို့လူတွေကဝင်ပြီးတော့အဲလိုလူတွေကိုဆွဲပြီးတော့ ောင်းမုံပြတ်တဲ့အငယ်ကြီးစားတဲ့အလိမ်မိုက်ဆိုင်ရာဆော်ဟားတယ်ပေါ့နော်အဲ့လိုအကြောင်းကိုရေးထားတဲ့ဇာတ်လေးတော့ပါဒီမြန်မာရွှေပြောင်းလူသားဒီဂျပန်ရောက်မြန်မာရွှေပြောင်းလူသားအကြောင်းတွေကိုသိကျင်နေဆိုရင်တော့ဒီဆရာလူခါရဲ့ဆကူရာတက်လာပါစီဆိုတဲ့ဇာတ်လေးကိုဖတ်ကြည့်စီချင်ပါတယ်ကျွန်တော်ရေးလို့ပေးသွားတယ်ဒီစာအုပ်၃အုပ်ပေါ့နော်ဒီကျွန်တော်အချင်းချင်း review လုပ်ပေးသွားတယ်ဒီစာအုပ်၃အုပ်ထဲမှာမြန်မာရွှေပြောင်းလူသားတွေပေါ့နော်ဒီ ASEAN ဒီ ASEAN ပေါ့နော်ဒီအတိုင်းဝိုင်းက ဒီမြန်မာရွှေပြောင်းလို့ဒါတွေအကြောင်းကိုအချင်းချင်းပေါ့နော်တီမီခေါင်းမိတိုင်းနဲ့စာအုပ်တွေပဲဖြစ်တယ်ပြီးပါရောက်ပေါ့နော်မြန်မာရွှေပြောင်းလို့ဒါတွေထဲမှာလဲဒီအောင်မြင်ပြီးတော့ပြီးတော့ကောင်းကောင်းမွန်မွန်ပြန်လာကြတဲ့သူတွေရှိတယ်လို့ဒီငါပြောပြတဲ့ပင်ပေါ့နော်ခါးကနေဖြတ်ပိုင်းလိုက်ပြီးတော့ပြိုလဲသွားကြတဲ့မြန်မာရွှေပြောင်းလို့ဒါတွေလည်းရှိတယ်ပေါ့နော်အဲ့လိုပြိုလဲသွားတဲ့ရွှေပြောင်းလို့ဒါတွေအကြောင်းကိုပဲအဓိကပုံပေါ်ထားတဲ့အဲစာအုပ်၃အုပ်ပေါ့နော်ဒီကလကာနောက်ွယ်ကမြန်မာရွှေပြောင်းလို့ဒါတွေဘဝ ဘယ်လိုတွေရင်ဆိုင်ခဲ့တယ်လဲဘယ်လိုတွေကြုံတွေ့နေရလဲဘယ်လိုတွေဖြစ်ပျက်နေတယ်ဆိုတဲ့အကြောင်းကိုဒီခံမှန်းမိနိုင်တယ်နားလည်းမိနိုင်စေတဲ့အဲစောင့်လေးတော့ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသုံးတိလိုက်ပါကြည့်ပြီးတဲ့အထူးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါဦးအားလုံးပဲ subscribe ချင်းကိုအချိန်ပေးပြီးတော့ပြောင်းလဲနိုင်ကြပါစေ see you in the next video